coordinated service plan ညှိနှိုင်းဆောင်ရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်အစည်းအဝေးဆိုတာပါလေ coordinated service plan csp ညှိနှိုင်းဆောင်ရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်ဒုမဟုတ် act 264အစည်းအဝေးဒီအိမ်နဲ့အကြောင်းတွင်ခက်ခဲရုပ်ကနေရတော့ကလေးအတွက်ဖြစ်သည်ထိုအစည်းအဝေးဒီတင့်ကလေးအတွက် ပန့်ပိုကူညီမှုနဲ့ဝန်ဆောင်မှုများကိုညှိနှိုင်းဆောင်ရွက်ရန်ကြောင်းတဲ့ community အတိုင်းဝိုင်းမှမိတာစုနဲ့ကျွမ်းကျင့်ပညာရှင်များကို စုစည်းထားတော်နေရဖြစ်သည်အဒရဲ့ရေမန်ချက်ပန်းတိုင်းဒီတမိတာစုနဲ့အလုံးလုံးနေတူတိုင်းအတွက်အစည်းအဝေးတစ်ခုဖန်တီးရန်အတူတကွဆွေးနွေးပြောဆိုရန်ဖြစ်သည် လိုအပ်ပါကတင်ဒီအစီစဉ်ရေးဆွဲခြင်းလုပ်ငန်းစဉ်နဲ့အစီဝေးတခြားလုံးဇကပြန်တူဝင်ရောက်ခွင့်တောင်းစီနိုင်သည် CSP ညနိုင်ဆောင်ရွက်ခြင်းဝန်ဆောင်မှု အစီစဉ်အစီဝေးတစ်ခုကျင်းပရန်တင့်ကလေးဤဆရာဆရာမဆရာဝန်ဒုမဟုတ်စိတ်ကြမရေးဝန်ဆောင်မှုပေသူဒုမဟုတ်တင်ကိုယ်တိုင်အကြံပြုတောင်းဆိုနိုင်သည် တို့တော်ပြုစုဆောင်ရှောက်သူအနေဖြင့်တင်သည်အစီဝေးကျင်းပလိုစေခြင်းကို ဆုံးဖြတ်ရမည်ဖြစ်သည်တင်သည် CSP ညနိုင်ဆောင်ရွက်ခြင်းဝန်ဆောင်မှု အစီအစဉ်အစီဝေးကျင်းပရန်တဘောတူပါက စီစဉ်သူနှင့်ပါဝင်သူများကို စီစဉ်ဆောင်ရွက်နေစဉ်နှင့်အစီဝေးအတွင် အချက်လက်များဝေခွင့်ပြုသည့်စာရွက်စာတမ်းများကိုလက်မှတ်ရေးထိုးခိုင်းမည်ဖြစ်သည် ကျောင်းမတစုံတယောက်နဲ့ community အတိုင်းဝိုင်းစိတ်တမရေး agency ကတိုးတော်သူအချို့အစည်းအဝေးတွင် အမြဲတမ်းပါဝင်စီးနိုင်တော်လဲအစည်းအဝေးတို့မြင်သူကို ဖိတ်ကြားထားနိုင်ကြောင်းတင်ဆောင်ဖြတ်နိုင်သည် အစီဝေးစီစဉ်သူဒီတင်ဖိတ်တာလို့သူအကြောင်းဆွေးနွေးမိဖြစ်သည်တင့်ကလေးနဲ့ပတ်သက်တော်တည်င်းအချက်လက်စီတူများကို ဖိတ်ခေါ်ပြီးတင့်ကိုတတောက်တတဖြစ်စဉ်ရန်ကူညီပေးမည် ဥပမာများမှာမိသားစုမိတ်ဆွေဆရာဝန်ယုံမှတစုံတယောက်အကြံပေးတိုက်ပင်ခံပုဂ္ဂိုလ်တင်ပါဝင်တော်ဒုမဟုတ်လောက်ကိုက်နေတော်အတိုင်းဝိုင်းဖွဲ့စီများမှလူများတင်ဤဖျားကြောင့် အာဂဇာအဖွဲ့ဒိုမဟုတ်တောင်းချင်ပြီးပြင်ပအစီစဉ်များကဲ့သို့ဖြစ်သည်အကယ်၍တိမိတာစုဒီ Department of Children and Family Services Division DCF ကလေးသူငယ်များနဲ့မိသားစုဝန်ဆောင်မှုဌာနခွဲနဲ့လက်ရှိပါဝင်ပတ်သက်နေပါက DCF မှာ တစုံတူဒီအစည်းအဝေးကိုတက်ရောက်နိုင်ပါသည် အကယ်၍သင်းမိသားစုဒီ DCF နဲ့မသက်ဆိုင်ပါကသင်ဒီ DCF မှာတစုံတူကို ပါဝင်လို့ချင်းဒီဖြစ်စေမရှိဒီဖြစ်စေပြောနိုင်ပါသည်တင်းကို မိဘကိုယ်စလဲအဖြစ်လဲကလန်းမြင်ဖြစ်သည်မိဘကိုယ်စလဲသည်မိဘတအူးအနေဖြင့်တင်ကြုံတွေးနေရသောအခက်ခဲအချို့ကိုဖြတ်တန်ခဲ့ဖူးပြီးအရင်က CSP ညီနိုင်ဆောင်ရွက်ခြင်းဝန်ဆောင်မှု အစီအစဉ်အစည်းအဝေးကိုကိုယ်တိုင်တက်ရောက်ခဲ့ဖူးသူဖြစ်သည်၎င်းတို့သည်တင်းကိုညီနိုင်ဆောင်ရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်ကို နားလည်ရန်ကူညီပေးနိုင်ပါသည် CSP မြန်မာဆောင်ရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်အစည်းအဝေးမတိုင်မီမိဘကိုယ်စားလှယ်တည်တဲ့အတွက်အရေးကြီးသောအရာများအကြောင်း ဆွေးနွေးနိုင်ပါသည် CSP မြန်မာဆောင်ရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်အစည်းအဝေးအတွက်တင်ဤဇိုးရိမ်မှုများနဲ့ရင်မှန်းချက်ပန်းတိုက်များကိုတင်ဆွေးနွေးနိုင်ပါသည် မိဘကိုယ်စားလှယ်ဒီ CSP ညီနိုင်စာရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်ဖန်ဆာရွက်နှင့်အစည်းအဝေးတွင်မင်းမိမိကိုအချုပ်ကို ကြီးစုစစ်ဆေးနိုင်သည်အစည်းအဝေးအတွင်မိဘကိုယ်စားလှယ်တဦးဒီတင်းကိုမြင်တို့အကောင်းဆုံးပံ့ပိုးပေးနိုင်မည်ကို မေးမြန်းနိုင်ပါသည်မိကိုများမင်းချင်းပြောနေသည့်အရာများကိုဆင်းပြခြင်းကူညီပေးခြင်းဒုမဟုတ်တင်ဆွေးနွေးလိုကြောင်း အစောပိုင်းက၎င်းတို့ကိုပြောခဲ့သည့်အရာများအကြောင်းတတိပေချင်းတို့ဖြစ်နိုင်ပါသည်တင်ကလေးတို့မဟောမိသားစုဒီ CSP ညနိုင်စာရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်မှ အကျိုးတရားမှု စီမီဟုတင်ထင်ပါကတင်ကလေးဤကြောင့်ကိုယ်စလဲအထူးပညာရေးဆရာဆရာမဒုမဟုတ်စိတ်ဓာတ်မရေးအေဂျင်စီကိုယ်စလဲမ ်တင်တက်ရောက်လို့စေတော့သူများကို အစည်းဝေးတစ်ခုပြုလုပ်ရန်တောင်းဆိုနိုင်ပါသည်တင်တောင်းဆိုချက်အရ CSP နိုင်နိုင်ဆောင်ရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်အစည်းအဝေးကိုတတ်နိုင်သည့်မြန်မြန်စီစဉ်တင်သည်အစည်းအဝေးအတွင်ဖြည့်ဆွက်ထားသောဖောင်စာရွက်ဒီတင့်ကလေးကိုပန့်ပုံကူညီရန်နောက်ဆုံးအစည်းအဝေးဖြစ်လာမည်ဖြစ်သည့်အဆိုပါ CSP ညနိုင်စာရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်အစည်းအဝေးတွင် လူတိုင်းသည်ဖောင်စာရွက်မှတဆင့်တင့်ကလေးအတွက်၎င်းတို့၏ညှော်လင့်ချက်များနှင့်ရင်မှန်ချက်ပန်းတိုင်များတင့်ကလေးကိုအောင်မြင်စေရန်ကူညီပေးမိပံ့ပိုးကူညီမှုစနစ်များတင့်ကလေး၏လိုအပ်ချက်များနှင့်လက်ရှိကံလန်လှုပ်ဆောင်နေသောဝန်ဆောင်မှုများအကြောင်းအချက်အလက်များကို များဝေပါမည် CSP ညနိုင်စာရွက်ခြင်းဝန်ဆောင်မှုအစီအစဉ်အဖွဲ့တီတင့်ကလေးထံမှအကျိုးတရားမှုရှိနိုင်စီမည်နောက်ထပ်ပတ်မှုကူညီမှုများနဲ့ဝန်ဆောင်မှုများကို ဖော်ထုတ်နိုင်ပါသည်တင်ဒီအဖွဲ့ဤအရေးကြီးသောအစိပ်ပိုင်းတစ်ခုဖြစ်ပြီးတင့်ထင်မြင်ယူဆချက်များကိုလွတ်လပ်စွာမျှဝေရန်မေဂုံများမေးကတင့်မိတာစုနဲ့ကလေးအတွက်အဆင်ပြေစေမည်အစီအစဉ်တစ်ခုကိုဖန်တီးတင်ဒီ CSP ညနိုင်စာရွက်ချိန်ဝန်ဆောင်မှုအစီအစဉ်အစည်းအဝေးတစ်ခု၏အပြီးဆုံးတွင် CSP ညနိုင်စာရွက်ချိန်ဝန်ဆောင်မှုအစီအစဉ်အဖွဲ့၏အဖွဲ့ဝင်များအတွက် နောက်ထပ်အစ်စ်များကိုစင်းလင်းစွာတတ်မှတ်ထားသည်၎င်းတွင်တင့်ကလေးအတွက်ဝန်ဆောင်မှုအစ်စ်များတို့လွဲပြောင်းပေးခြင်းများ ပါဝင်နိုင်သည် CSP ညနိုင်စာရွက်ချိန်ဝန်ဆောင်မှုအစီအစဉ်အဖွဲ့သည် တင်နဲ့တင့်ကလေးမီတို့လှောက်ဆောင်နေဒီကို စစ်စေးရန်အစီစဉ်တွင် နောက်အစစ်များဆုံးဖြတ်ပြီးပါက၎င်းတို့ဒီအထောက်ကူစီခြင်းကို စစ်စေးရန်နောက်ဆက်တွဲအစီဝေးကို မကြာခဏအစီစဉ်ပေးပါမည် သင်ကလေးဤပညာရေးလိုအပ်ချက်များကို CSP ညနိုင်စာရွက်ချိန်ဝန်ဆောင်မှုအစီအစဉ်အစည်းအဝေးများတွင်ဆွေးနွေးနိုင်ပါသည်ထို့သောပညာရေးဝန်ဆောင်မှုတစ်ခုဒုမဟုတ်နေရာချထားမှုအပြောင်းလဲဒုမဟုတ်ထပ်တိုးတောင်းဆိုမှုမှန်တများသည့်တီချာကြောင်းအစည်းအဝေးတစ်ခုတွင် ဖြစ်ပေါ်ရပါမည် ၎င်းဒီနောက်ထပ်အဆင့်များထဲမှတစ်ခုဖြစ်နိုင်သည် CSP ညိနိုင်စာရွက်ခြင်းဝန်ဆောင်မှုအစည်းအဝေးအဖွဲ့တစ်ဖွဲ့သည်တင့်ကလေးအတွက်ညိနိုင်တိုင်ပင်မှုနှင့်ဒုမဟုတ်ပုံမှန်မြင့်မာသောစောက်ရှောက်မှုလိုအပ်မှုကိုစားပွေးရန်အတွက် Local Interagency Team ဟုခေါ်သော data အတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အခြားအဖွဲ့အစည်းတို့ ပြောင်းလဲပေးပို့နိုင်ပါသည်ပြည်내ဤ data တစ်ခုတွင် Local Agency Team Data Science Agency အဖွဲ့တစ်ခုရှိသည်